အခုတင်ဆက်ပေးမယ့်သတင်းကတော့ဆွန်ဟောင်မင်းကိုကိုဝင်ဗန်ရကငွေညှိဖြစ်ပွားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။စပါတင်ကသာဆွန်ဟောင်မင်းကိုတန်ကိုရီးယားမြို့သမီးတဦးကဆွန်ဟောင်မင်းနဲ့ရထားတဲ့ကိုဝင်ရှိတယ်လို့ရဲတွေကမတိုင်ကြားစေချင်ရင်သူမတောင်းဆိုထားတဲ့ငွေပေးဖို့အတွက်ငွေညှိတဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အသက်20ရေပဲရှိသေးတယ်တောင်ကိုရီးယားမြို့သမီးတယောက်ကဆွမ်အောင်မဲကြီးကိုအွန်လိုင်းကတက်ဆက်ဆက်တွေ့လာပြီးသူမမှာဆွမ်အောင်မဲနဲ့ရတယ်လို့လူတွေကိုယုံကြည်အောင်တတိပြလို့ရတဲ့အချက်လက်တွေရှိနေတာကြောင့်သူမတောင်းဆိုထားတဲ့ငွေမပေးဘူးဆိုရင်ရဲတပ်ဖွဲ့ကိုတိုင်ကြားမယ်လို့တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်ငွေညစ်တဲ့သူကကိုရီးယားနိုင်ငံတော်ဝန်ငွေတန်းနဲ့ရှိပြီးတောက်ဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆွမ်အောင်မင်းကသက်ဆိုင်ရာရဲ့တပ်ဖွဲ့စီတိုင်းကြားခဲ့တာကြောင့်ဆွမျိုးတော်ရဲ့တပ်ဖွဲ့ကငွေညစ်တဲ့မိသမီကိုဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ ကြောင်မင်းကအသက်32နှစ်ရွယ်ရှိဖြစ်ပေမဲ့အိမ်နာမပြုတ်သေးတဲ့လို့တရားဝင်သေးလည်းမရှိဘူးလို့သိရပါဗျ။ဒီတဲ့ရင်တော့ငင်းကြောင်ပါပြပူလာပါ